အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့2014ခုနှစ်တုန်းကဖြစ်လုပ်ခဲ့တဲ့ဆရာဦးအောင်ကျော်ရဲ့ Inner Vision လို့အမည်ရတဲ့ပကြီးပြဝက်ကတ်လောက်ကပကြီးကားတွေကို ကြည့်ရှုခန်းစားကြည့်ကြရအောင်ပါအဲ့ဒီပကြီးပြဝက်ကို2014ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေ18ရက်နေ့ထိမန္တလေးမှာဖြစ်လုပ်ခဲ့တာပါ69လမ်း3038ကျောင်းမှာရှိတဲ့ Dreamland Art Studio မှာပြုလုပ်ခဲ့တဲ့ပကြီးပြဝက်ပါခင်ဗျာ အခုလက်ရှိ2025ဆိုတဲ့အနေထားမှာတော့ Dreamland Art Studio ကအဲ့ဒီနေရာမှာမရှိတော့ပါဘူး။ဒါပေမဲ့ဆရာကြီးဦးအောင်ကျော်ကတော့ပကြီးလေးဆက်လက်ရေးဆွဲနေသေးပါ။2024ခုနှစ်တုန်းကလည်းလောကနဲ့ပကြီးပြကန်းမှာ Dark and Light ဆိုတဲ့အမည်နဲ့ပကြီးပြဝဲတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။အခု2024ခုနှစ်တုန်းကသူပြသခဲ့တဲ့ပကြီးပြဝဲက ပကြီးကားတွေနဲ့ ရှားရဲ့2014ခုနှစ်တောင်ကလက်ရာကိုကြည့်ရှုခန်းစားကြည့်ကြရအောင်ပါခင်ဗျာရှားရဲ့အမိကတော့အောင်ချော်ပါငယ်ကခေါ်ကြလာတော့အောင်ချော်မြလို့တငယ်ချင်းတွေနဲ့မိဘဆွေမျိုးတွေကခေါ်ခဲ့ကြပါတယ်1949ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာမွေးဖွားခဲ့ပါတယ်ရခိုင်ပြည်နယ်စစ်တွေခရိုင်ရသေးတောင်မြို့နယ်ကွာဆောင်ချင်းကြီးရွာမှာအဖေဦးကြလာအောင်နဲ့အမေဒေါ်စောတာတို့က မွေးဖွားခဲ့တာပါမွေးခြင်း၃ရက်ထဲမှာဒုတိယသားဖြစ်ပါတယ်1969နှစ်မှာရန်ကုန်ကိုရောက်ပြီး1969ခုနှစ်မှာရန်ကုန်ပကြီးဘုတ်ဘူးကျောင်းကိုဝါသနာနဲ့နဲ့ဆိုင်ဆိုင်ရှိနေချိန်မှာစာမေးပွဲဝင်ဝင်အတွက်ကိုရိုင်းထုလုပ်လာခဲ့တဲ့စင်ယုတ်ကလေးကိုအင်တာဗျူးဆရာတွေရှေ့မှာချထားပြီးဘဘူးကိုဥစွာတင်ယူဖို့ရွေးချယ်ခဲ့တဲ့သူပါဘဘူးပြီးတော့ ပကြီးတက်မယ်လို့စိတ်ကူးထားတဲ့အတိုင်းအဲ့ဒီနှစ်ပြပြချင်းမှာပဲပကြီးဘာသာရက်ကိုလည်းတင်ယူဖို့ကြိုးစားခဲ့ပါလေ1969ခုနှစ်ပကြီးပပူးချောင်းမန္တလေးမှာတက်ရောက်တင်ကြားဖို့ကြီးစက်ကြုံလာခဲ့ပါလေ ချရရဲ့ရုံလုံးရုံးကြွားကိုဖန်တီးထုဆက်တဲ့လက်တွင်နဲ့စုတ်တန်ကန်ပြီးပကြီးရေးထားတဲ့ပကြီးကားတွေကိုခန်းစားကြည့်ကြည့်ပါခင်ဗျာ။ ဘာကြီးရတော့အားလုံးချုပ်တော့မယ်ဆိုတော့ universal language လို့ခေါ်တာဒါဆရာတို့ဟိုပြီးထားတဲ့အချက် universal language ဆိုတော့ပေါ့ပေါ့ကိုလုံးကိုပြီးတယ်ကြီးလိုက်တာနဲ့ပြီးတယ်ကွယ်နောက်ပြီးတော့ခံစားမှုစိတ်ပြင်းထန်တယ်ဒါကပထမဆုံးသိထားတာပေါ့ universal language ဆိုတဲ့သဘောတရားကပြင်းထန်တဲ့စိတ်ခံစားမှုရှိတယ်နောက်ဆုံးသူ့ကြီးလိုက်တာနဲ့ဟိုစကားလုံးမလို့နော်စာစာပြောစရာမလိုဘူးအဲ့ဒီဟာတွေပြီးလိုက်မယ်နောက်တစ်ချက်ကဘာဆိုအိမ်ကြီးပေါ့ ဒီရှင်းနောက်သမိုင်းကိုပြတဲ့အိမ်လို့ပြောလို့ရတယ်ရှင်းနောက်သမိုင်းအိမ်နော်သမိုင်းကိုပြောရစကားနောက်ပြီးနောက်ဆုံးကြတော့ပြင်းထန်တဲ့စိတ်ခံစားမှုအဲ့ဒီစိတ်တွေပါမှဒီပကြီးရေးလို့ရပါတယ်အဲ့တော့အဲ့ emotion တခုမပါရင်တော့ဒီရိုးရိုးရုပ်ရုပ်ပဲရေးလို့ရတယ်ရုပ်နဲ့ဟောပေါ့အတင်းစိတ်နဲ့ပြင်းနှမျိုးရှိပါတယ်ပကြီးရေးတဲ့ခါမှာပထမအပြင်ရဲ့စိတ်ကိုတင်ရပါတယ်အပြင်ရဲ့ရုပ်ကိုတင်ရပါတယ်ဟိုကပူပူရှင်းတို့ not tommy အဲ့ဒါတင်တယ် တကယ်ရေးတဲ့ခါတားတွေမှာပါတော့ဝင်နေအတွင်းရဲ့ဟိုခံစားရတဲ့ဟာပေါ့ဒါဆိုတခုဥမာဟိုသမီးတို့ဆရာရေးတော့မစင်သမီးရဲ့ပုံမူပုံမူရေးဆရာမလို့သမီးဘယ်မှာနေတယ်လဲဘာကြိုက်တယ်လဲမွားမှုကြိုက်ကြလားဒေါသကြီးကြလားတန်မြာကြီးကြိုက်လားအဲ့ဒါမေးရတယ်ဆိုတော့ဒါဆရာတို့ဟိုဖော်ဖစာဘာမေးရဲ့အဆူပေါ့ဆရာဆရာကတော့အဲ့ဘောင်းစတက်တူကတက်ခဲ့တဲ့ချိန်မြင့်ဆရာဦးစုတင်းခေါ်တယ်အဲ့ဆရာတခါဆရာပြန်တင်ပြီးတော့ဗောနော် မင်းဒီတိုင်းရေးတာတော့မဟုတ်ဘူးဒီ emotion ကိုဖြစ်တဲ့အခါဘယ်လိုထည့်တယ်လဲအနာမိုင်းကိုအတွင်းစိတ်ကိုကျွန်တော်ဆရာပြင်ရတယ်ဥမာအဲ့ပြင်ရတယ် ဆရာဦးအောင်ကျော်ကပကြီးဆရာတစ်ဖြစ်လေဘဘူးဆရာပါခင်ဗျာကိုရိုင်းဖန်နီးရတာမျိုးကိုနှစ်သက်ပြုံမွေးတတ်သူတယောက်ပါပဲအစ်စ်စ်တွေကိုရှင်းစားတွေးခေါ်ရမှဆိုရင်နေ့တွေညတွေဟာဆရာအတွက်အတူတူလို့ကုံဆုံးသွားရပါလေအနာရောက်လာတဲ့ပေတပဲ့ကိုမဆိုအသည့်အမြင်ခီးရောက်စေဖို့အတွက်အချိန်မရွေးရှင်းပြလင်းပြရတာဆရာရဲ့အမှုအကျင့်ပါအထူးသဖြင့်ပကြီးပပူးရဲ့အစ္စဒအမြင်တွေကိုရှင်းလင်းဖော်ထုတ်ပြနိုင်ခဲ့တာကြုံမှုကြတဲ့သူတိုင်း တိကြပါလိမ့်မယ်။ဟောင်းတွေကိုမှွေနှောက်ပြီးအစ်စ်အစ်စ်တွေကို ဖန်တီးနိုင်မှုတမိုင်းချီယာကိုဘလူးကောက်ကြရမယ်။ကဘာတခွင်ကဥပမာတွေအစုံလင်းနဲ့ရှင်းငယ်လင်းငယ်လာတွေဟာဒီနေ့ထိပါပဲ။အသက်60ရဲ့ဒီဘက်ပိုင်းမှာရင်နှွေးမြင်ကိုဖွင့်ဟပြီးအာယုံတကားရှိကိုတလန်းချင်းလန်းထားတဲ့ဆရာရဲ့ပကြီးကားလက်ရာတွေကိုကြည့်ရှုခန်းစားရင်းဆရာရဲ့အမြင်ကိုခန်းစားမိမယ်ကျမတို့ခင်ဗျာ။ ပကြီကားတွေကိုကြည့်ရှုခန်းစားရင်တခုခုရရှိနိုင်မယ်လို့လည်းကျွန်တော်ညွှန်လင်းမိပါတယ်။အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ။